အားသာဝါနာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမတ်လ၈ရက်နေ့နောက်ဆုံးရအာဆင်ညနေသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ငလင်ဘေးတင်ပြည်သူနဲ့ပတ်သက်ပြီးတော့ကို့မှာအလှငွေရှိတယ်ဘယ်အဖွဲ့ကိုထည့်ရမှန်းမသိဘူးဖြစ်နေတော့စိတ်ချရတဲ့အဖွဲ့ကြီးနဲ့ကျွန်တော်ချိတ်ဆက်ပေးပါမယ်လာပြီးမေးမြန်းလို့ရပါတယ်ခင်ဗျာ ကဲပထမအောင်တင်းတဲ့ပုဂ္ဂိုလ်တော့ဒဲအက်သလက်တစ်ကဖော်ပြသွားတဲ့ပီတာယောဂရက်သတင်းနဲ့ပဲစလိုက်ရအောင်အခုတလောအာဆင်နယ်နဲ့ပီတာယောဂရက်သတင်းဒီပဲကျွန်တော်တောက်လျှောက်တင်နေခဲ့လို့တချို့ကြီးလည်းနားရီဝါနေပြီဒါပေမဲ့ဈေးဝယ်ထဲမှာတကယ် update ရတဲ့သတင်းကလည်းဒီ player ပဲရှိတာ အာဆင်နယ်တခြားပလေးယားနဲ့သတင်းထွက်တဲ့ဆိုမြဲခိုင်ခိုင်လုံလုံနဲ့နောက်ဆုံးထွက်တဲ့သတင်းနဲ့မှာဆိုရင်တော့ပီတာယော့ဂရက်နဲ့အာဆင်နယ်ဂျာကအခြေအနေတွေကတစားစားနီးကပ်လာတယ်။အခုဒီသတင်းကိုကျွန်တော်ရတာကတော့ The Athletic ကဒေးဗစ်အွန်စတိန်ကိုသတင်းထဏာလို့ပြောလို့ရတယ်။အဲ့ဒီမှာဖော်ပြထားကြရပေါ်တူဂီကလပ်စပိုတင်အသင်းကတူတူအသင်းရဲ့တိုက်စစ်အထောက်ကစားမှပီတာယော့ဂရက်ကိုပေါင်85တန်းနဲ့ပေါင်96တန်းကြားရရင်ရောင်းချသွားမယ်။ အမြင့်ဆုံးစီးရတော့ပေါင်85တန်တိသူတို့လိုချင်တယ်အကိမ်းမဖြစ်နိုင်ခဲ့ဘူးဆိုရင်ပေါင်96တန်လောက်ထိရှော့ပြီးတော့ဒီကစားသမားရောင်းချဖို့အတွက်လက်ခံစဉ်းစားသွားမယ်ဆိုတဲ့အချက်ရှိရပါလေအဲ့တော့ဒီနေရာမှာတော့ဒီကစားသမားကိုလိုက်နေတဲ့အသေးတွေမှာရှေ့ရောက်နေတဲ့ဆွေးနွေးနေတဲ့အသေးတွေမှာအာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်နှစ်သင်းပဲရှေ့ဆိုပြီးတော့အက်သလက်တစ်ကဖော်ပြသွားတယ်အဲ့တော့ဒီချိန်မျိုးကြည့်တဲ့အခါမှာဘားကြောင့်များစပိုတင်းတို့ကသူတို့ရဲ့အထောင်တိုက်စစ်ကစားသမားအကောင်းဆုံးချိန်နဲ့ရောက်နေပြီးတော့ twin goal ဖန်တီးမှုတွေကို ဝင်ကစားခွင့်ရတဲ့ပွဲထက်အများကြီးလုတ်ပေးထားနိုင်တဲ့ player ကိုဘာကြောင့်ဈေးနှုန်းလျှော့ပြီးရောင်းချင်တာလဲကျွန်တော်တွေးမိတာကတော့ကြံခဲ့တဲ့နွေရာသီကဒူးဒံရခွဲစိတ်ခဲ့တာရယ်ဒီရာသီမှာ82ရက်ဒံရကြောင့်နားနေခဲ့ရတာရယ်အသက်ကလည်းမကြခင်မှာ28ဖြစ်တော့မဲ့အပိုင်းချရယ်စာချုပ်ကလည်း2028ခုနှစ်ထိကျန်နေဆိုပေမဲ့ကစားသမားကအဆင့်မြင့်လေးတခုမှာသွားပြီးစော့ကျင်နေတဲ့စိတ်ဆန္ဒရယ်ဒါလေးအချင်းတွေကိုပေါင်းစုံလိုက်တဲ့အခါမှာတော့ရားတလို့တော့သူတို့ရေခတ်ဖို့စူးစမ်းရပဲအဲ့တော့သူတို့လိုချင်တဲ့ဈေးနှုန်းပေါင်း 85တန်းမရခဲ့တော့မှအနည်းဆုံးပေါင်း56တန်းလောက်တော့ရအောင်သူတို့တောင်းဆိုဖို့အတွက်ပြင်ဆင်နေဆိုပြီးတော့အထက်လက်ကဖော်ပြသွားတယ်အဲ့တော့ဒီကစားသမားကအာဆင်နဲ့ဖြစ်နိုင်ခြေအရှိဆုံးပါကြံခဲ့တဲ့တလာခွဲ2လလောက်ကဆိုရင်တော့ကျွန်တော်တို့လာမင်းတော့ဘန်ဂျမင်ဆက်စကိုပဲဖြစ်နိုင်တယ်ကျွန်တော်ဖြေမှာပါလို့လဲဆိုတော့ပီတာယောဂက်ကအခုမှသတင်းတွေတက်လာခဲ့တာဟုတ်ပြီးတော့လည်းအလက်ဇန္ဒားအီဆက်ကမမီနိုင်တော့တဲ့တန်ကြီးတစ်ခုမှဖြစ်နေခဲ့တယ်အဲ့လို့ဆိုတော့အာရီတာရဲ့အလိုချင်ဆုံးကအီဆက်ဆိုပေမဲ့ဈေးကွက်ထက်မှာဘုတ်ဘွက်တကယ်ဝယ်ပေးနိုင်ပြီးတော့ ဒီ entry partner တကယ်ဆွေးနွေးမှုတွေလုပ်ဖို့အနည်းဆုံးဖြစ်နေ player က Victor Jogret ပဲပြီးတော့ဒီကစားမအတွက်ပေးရမယ့်တန်ကြီးကလည်းတတ်တာတယ်ပြီးတော့လောက်ခလာတာလည်းအများကြီးမြင်မှမှမဟုတ်တဲ့အတွက်တစ်ဖက်မှာကျွန်တော်တို့ Nico Williams နဲ့ပတ်သက်ပြီးပိုပြီး budget တွေတုံးနိုင်သွားမယ်ဒါကတစ်ဖက်မှာခြိုးလို့ရရင်တစ်ဖက်မှာပိုပြီးတုံးနိုင်မယ့်အပိုင်းပေါ့လေအဲ့တော့ E-set တို့ Sasco တို့ကိစ္စကတော့ဒါ plan B ဖြစ်သွားပြီထင်တယ်လောလောဆယ်တော့ Victor Jogret ရဲ့ agent သူ့ရဲ့နာမည်က Hasan Settingra သူ့ကိုဖိတ်ခေါ်ထားတယ် ဒီညချန်ပီယံလိလာပြီးကြည့်ဖို့ဆိုပြီးအာဆင်နယ်တင်းတာဝန်ရှိသူတွေအဲ့အေဂျင့်ကိုဖိတ်ခေါ်ထားတယ်။ပွဲပြီးတာနဲ့ဒီအေဂျင့်နဲ့အာဆင်နယ်အာဇာဒရိုက်တာတက်ကြတဲ့မှာစကားပြောဆမှုတချို့လုံသွားမယ်ဆိုတဲ့တချို့ report တွေလည်းတွေးပါတယ်။ဒါတို့ကျွန်တော်အတီးပြုလို့တော့မရသေးဘူး။ဒါပေမဲ့ဒီအေဂျင့်ကိုတော့အာဆင်နယ်တို့ကဘောလုံးပွဲလာကြည့်ကိုဖိတ်ထားဆိုပြီးသတင်းတွေကြားသိရတယ်။ပြီးတော့လည်းအိုက်တာနဲ့ဘောရာဆက်ဆံရေးရှိရာဖြစ်တဲ့အတွက်ပြီးတော့လေသူ့ရဲ့ကစားသမားကိုအာဆင်နယ်လိုအသင်းတစ်သင်းကစိတ်ဝင်စားတာဖြစ်တဲ့အတွက်အေဂျင့်ကလည်းပျော်နေတယ်လို့တော့ကြားတယ်။ကဲဘယ်လိုဖြစ်ပါဂျာစီဝုဒ်တော်မှကိုပလီယာဆိုရင်လည်းလက်ရှိဈေးကွက်ထဲမှာ ထိတ်တန့်တိုက်စစ်ကစားမှာတူပြောပါဆိုရင်အင်္ဂလိပ်ကစားဟန်နဲ့အရင်တုန်းကလည်းအကျွမ်းတဝင်ရှိခဲ့ဘူးတဲ့ပီတာယော့ဂရက်ကတော့အာဆင်နယ်ကိုရောက်လာဖို့နှီးစက်နေပါတယ်ဒုတိယမြောက်သတင်းတပုတ်ကတော့ Cop site ကဖော်ပြထားတာဒါကတချိန်လုံးကသတင်းထွက်ခဲ့ပြီးတော့အခုမှတစ်ခါပြန်ပြီးသတင်းတွေထွက်ပေါ်လာခဲ့တဲ့ EVRC အစည်း Crystal Palace တင်းရဲ့ကိုယ်လင်တိုက်စစ်ကစားမှာ EVRC အစည်းကိုတော့လက်ပေါမှုနဲ့အာဆင်နယ်တို့ကအနီးကလိုက်နေပြီးတော့လာမယ့်နေရာတီမှာအသင်းကိုအင်အားဖြစ်တင်ဖို့အတွက်စောင့်ကြည့်နေဆိုပြီးတော့ Cop site ကဖော်ပြသွားတယ်။ Cop site ဆိုတာကလည်းဒီသတင်းထဏာတွေမှာနာမည်တစ်လုံးရှိတဲ့သတင်းထဏာသူ တို့ကတော့တည်င်းဖြင့်ပြီးတော့ဖော်ပြရမှာဒါကြောင့်မို့လဲကျွန်တော်ကဒါကိုကူးယူပြီးတော့ဖော်ပြပါလေအမှန်တကယ်တော့အဇီးဆိုတဲ့ player လေးကတချိန်တော့အာဆင်နယ်အကယ်ဒမီမှာလာပြီးကစားသွားခဲ့ဘူးတဲ့နောက်ပိုင်းမှာအသင်းကြီးပြောင်းတယ်ခု Crystal Palace မှာတော့အသင်းတိုင်းလိုချင်တဲ့ နှီးစီခိုင်ဖြစ်လာခဲ့ရပါလို့လေအဲဆို26နှစ်ရွယ်အင်္ဂလန်သားကတော့2023ခုနှစ်နိုဝင်ဘာလကချုပ်ထားတဲ့စာချုပ်အရ2029ခုနှစ်တိကျစာချုပ်တက်တက်ရှိသေးတယ်။ဒီရသည်33ပွဲကစားထားပြီးတော့69တွင်17လုံးဖိုင်ထားတယ်။တပတ်ကိုပေါင်တသိန်းရနေတယ်။အဲ့ဒါသည်လက်ရှိခရစ်စတယ်ပဲလီရဲ့တတိယမြောက်လောကလက်စားအမြင့်မဆုံးကစားသမားဒုတိယမြောက်အမြင့်မဆုံးကစားသမားနဲ့လက်စားအတူတူပဲ။ခရစ်စတယ်ဘယ်လီရဲ့လောကသားအမြင်မားဆုံးကစားသမားတော်မှာပေါင်3,500လောက်ပဲရတယ်။အဲ့လို့ဆိုတော့ဒီကစားသမားသည် အာဆင်နယ်ကိုပြောင်းလာမယ်ဆိုရင်လည်းကျွန်တော်လောကသားပဲတော့နည်းနှိရဖို့ရှိရဲဒါပေမဲ့အာဆင်နယ်တကယ်ခေါ်ချင်မှဖြစ်မှာဘာလို့လဲဆိုတော့ကစားသမားအာဆင်နယ်မှာအကယ်ဒမီဘဝဖြတ်တန်းခဲ့မှုတဲ့အခြားသင်းနဲ့ဆိုင်အာဆင်နယ်လာချင်ဆိုပေမဲ့ကိုဘုတ်ဖွဲ့ရဲ့နှိကွေးလေးလံပြီးတော့အခြားသင်းနဲ့နောက်မှကမ်းလဲမယ်ဆိုရင်တော့ကစားသမားတာတဲ့ကလပ်တင်ရွေးသားတဲ့အခါသွားပြီးအပြစ်တင်လို့တော့မရဘူးပေါ့လေပြီးတော့ဒီအစည်းရဲ့ကစားဟန်ကလည်းတော်တော်လေးကောင်းတယ် ကစားသမားတစ်ယောက်နှစ်လောက်ကတော့ AC ပဲ physical ဘိုင်းရော power ရော speed ရော jumping ရော jewelry မှာတကယ်ကောင်းတဲ့ player ။ကိုင်းနဲ့တိုက်စစ်မှာလုံးဝကိုမှ box to box ကောင်းကောင်းဆော့နိုင်တဲ့ player ပေါ့လေ။အခုအသင်းရဲ့ကိုင်းနဲ့တိုက်စစ်မှာ Martin Odegaard ရှိတယ်၊ Mikel Merino ရှိရဆိုပေမဲ့ထက်ခေါ်မဲ့ player တွေက DM role player တွေဖြစ်ဖို့များတယ်ပြီးတော့ Wanneri ကလည်းဝင်ငါပို့ပြီးဆန်လာမဲ့နေတာရှိလို့ Fabio Vieira ကလည်းအငှားနေပြန်လာရင်ချက်ချင်းအသားကြမ်းကြမ်းမသိသေးဘူးဒါကြောင့်မို့သူတို့ကတော့ option တစ်ခုအနေနဲ့ EVRC အစည်းကိုပြင်ပထားနေပါတယ်အဲ့တော့2006ကနေ2017ခုနှစ်တွင်မှတော့ Arsenal လူငယ်မှာလာပြီးဆော့ခဲ့ဘူးလေအဲ့တော့က AR left winger ဘိုင်းနေမှာဒါကျောနံပါတ်10ပုံစံမျိုးတွေကစားခဲ့ရပါလေအဲ့တော့ဒီကစားမှာတော့2020တုန်းကကျူပီယာနေပြီးတော့ Euro 16တန်းနဲ့ Crystal Palace ပြောင်းပြီးနောက်ပိုင်းမှာလက်ရှိချိန်မှာတကယ့်ကိုကောင်းမွန်တဲ့ performance ုံပြသနေပြီးတော့သူ့ရဲ့ injury history ကိုပြောပါဆိုရင်တော့ဒီ2020 2021ဘောလုံးရာသီက169ရက်နားခဲ့ရတာလွယ်ရင်မနစ်ကဆိုရင်82ရက်ဒီနှစ်က36ရက်ဆိုတဲ့အတွက်ခေါ်မဲ့သိင်းအတွက်ဆိုရင်တော့ injury history ဘက်မှာတော့ဒါကောင်းမှုနဲ့ record ရှိရလို့ပြောလို့ရတယ်အဲဆိုအာဆင်နယ်တို့သူတို့ရဲ့တစ်ချိန်လုံးက academy ကစားသမားဟောင်းလေးကိုပြန်ပြီးခေါ်မလားကျွန်တော်တို့စောင့်ကြည့်သွားမှာပါ တတိယမြောက်သတင်းတပုတ်ကတော့ဒါ16သင်းဆင့်အတ္တလတီကိုမက်ဒရစ်အသင်းနဲ့ချန်ပီယံလီဂ်ပွဲစဉ်မှာပေးသက်တီကိုရိုင်းဆိုင်တဲ့ပုံစံမျိုးနဲ့လှောင်ပြောင်ခဲ့တဲ့ရီယယ်မက်ဒရစ်ပလေယာတွေနဲ့ပတ်သက်ပြီးတော့ UEFA ကကစားသမားတွေကိုပွဲပယ်ပြစ်ဒဏ်နဲ့ငွေဒဏ်တွေကိုကြံခဲ့တဲ့2ရက်3ရက်လောက်ကချမှတ်ခဲ့ပါလေ။ဒါတော့ကျွန်တော်ဂျားထဲမှာအလင်းသိမ်းသူမဖော်ပြပေးဖြစ်ခဲ့ပြီးမြဲအခုတော့အားလုံးကိုဒီညပွဲစဉ်မတိုင်းမီအတည်ပြရပါလေ။အဲ့ဒီပြစ်ဒဏ်ချလိုက်ခြင်းရဲ့နောက်ကွယ်မှာတော့ရူရီကာကတပွဲပယ် UO 4000 အမ်ဘာပေကတပွဲပဲယူကို3000စီဘယ်တော့ကတော့ဟိုတပွဲပဲတော့မပါဘူးသူကတော့ယူကို2000ပဲကျန်တဲ့ကစားသမားကြီးကတော့ဒါပြစ်တန်ချခံခြင်းတော့မရှိဘူးပေါ့လေဒါပေမဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာကငွေတန်ကတော့သူတို့ပေးချီရမှာပြဿနာမဟုတ်ဒီဒီလိုမျိုးပုံရိပ်မြင်မာတဲ့ကစားသမားတွေလာသာဖောသည့်ရတဲ့ကစားသမားတွေအတွက်ဆိုရင်တော့ဒီလိုပြစ်တန် ငွေသားပမာဏကတော့ဟာတပဲဒါပေမဲ့တခုစိတ်ဝင်စားဖို့ကောင်းတာကသူတို့ကိုပွဲပယ်ဆိုတဲ့ပြစ်ဒဏ်ကြီးဆိုင်းငံ့ထတာအလားတူပြစ်မှုမျိုးထပ်မံကျူးလွန်မှာပဲဒီပွဲပယ်ပြစ်ဒဏ်ကိုချမှတ်သွားမယ်ဆိုတဲ့အတွက်ဒီကစားမတွေအားလုံးကလက်ရှိအာဆီနယ်အသင်းနဲ့ကံမဲ့ဒီပထမကြော့ပွဲစဉ်မှာမြင်တွေ့ရဖို့ရှိနေပါတယ်ပြီးတော့ဒီနေရာမှာလည်းတခါတည်းကျွန်တော်ဖော်ပြပေးချင်တာကဒီနေ့ညမှာ ရီယယ်မက်ထရစ်ကပွဲထလာနေတဲ့ line နဲ့ကိုတော့ပေါက်ကြလာတာတချို့ရှိတယ်။ဒါပေမဲ့ဒါကတော့တရားခံတော့တိကျမတိကျတော့မပြောတတ်ဘူး။ဒါပေမဲ့90ရဲ့လုံလောက်တော့တိကျလို့တော့ကျွန်တော်တို့ခံမှန်းလို့တော့ရပါဘောလေ။ဟိုချိုးပြီးတိထားတော့လည်းမမှားဘူးပေါ့။အဲ့ဒါကတော့ဂိုးသမားနေရာမှာ Cortright ခန်းစစ်၄ယောက်တက်မှာဆိုရင်တော့ Alaba, Rudiger, Lucas Basket ကနောက်ပြီးတော့ Raul Asensio ရဲ့ဒီ၄ယောက်ကတော့ခန်းစစ်တက်မှာပေါ့လေ။ကွင်းထဲမှာဆိုရင်တော့ Rodrigo, Balbardi, Camavinga, Bellingham ဒီ၄ယောက်တိုက်စစ်အထောက်မှာဆိုတော့အမ်ပါပေနဲ့ဗင်ရှက်ဂျူနီယာတို့ကိုအသုံးပြုသွားမယ်ကြာတိရကျွန်တော်ထင်အတိုင်းပဲအထောက်၂ယောက်ပုံစံမျိုးတွဲပြီးသုံးရမယ်အဲ့ဒါဆိုဆာလီဘာနဲ့ခီဗီယောအတွက်ဆိုရင်တော့ကောင်းကောင်းမွန်မွန်ဖိရမယ်အစစ်မြစ်ဆောင်ဝေးဝဲတစ်ခုတော့ဖြစ်လာခဲ့ပြီဒီခက်စစ်၂ယောက်က solid ဖြစ်မှုတော့တကယ်ကိုမှ ဥရောပကိန်းလို့ပြောလို့ရတဲ့ Real Madrid နဲ့ပွဲစဉ်မှာကျွန်တော်တို့စောင့်ကြည့်သွားပါပါဒီနေ့ညပွဲစဉ်ကိုတော့ဒါအာဂျီတူကနေပြသသွားပါမယ်အများနဲ့ဘောလုံးမွေးတွေပြရင်လည်း channel တွေပြက်ပြက်သွားတာရှိတာဖြစ်တတ်တဲ့အတွက်ကျွန်တော်ညီကိုတွေပိတ်တီကိုမရှာချင်ဘူးဆိုရင်တော့ကိုထော့လိုက်အာဆင်နယ်လဖေးဆိုင်ဆိုတဲ့ပိတ်ကလေးအစ်တစ်ခုဖွင့်ထားပါတယ်ဘယ်မှာပဲဘောလုံးမွေးတွေပြပြအဲ့ဒီမှာ share ပေးသွားဖို့ရှိပါတယ် ဒီ season လေးကိုဒီကောက်ဝင်ကြီးပောင်းပြီးတဲ့ show ပေါ်လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ဘာပြောဖွင့်မဲ့တညာကို6ခွန်တခွန်6 6 3 9တညာဆက်သက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေမှာဖြစ်လို့ငွေပုံငွေချန်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလောက်တဲ့ဆိုတော့ YouTube မှာကိုထပ်ပေါ်ပေါ် show ရရှိပြီးကျွန်တော်အားပြုရပါတယ်အကိမ်းများအကောင့်ဖွင့်နေတယ်ဆိုတော့ဘာပြောဖွင့်မဲ့တညာကို6ခွန်တခွန်6 6 3 9တညာဆက်သက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေမှာဖြစ်ပါတယ်ဘောလုံးပွဲတွေလောက်လို့နိုင်ခဲ့ရင်လည်း ဒီငလင်ဘေးသစ်ပြည်သူတွေကိုလှူဒန်းဖို့အားလုံးကိုအကြံပြုပါရစေ။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ April လတွင်လက်ကျန်၅ဝက်နဲ့ပတ်သက်ပြီးဖော်ပြပြီးတော့ပါပါ။အဲ့ဒီလက်ကျန်၅ဝက်မှာ Premier League ၃ပွဲ၊ Champions League ၂ပွဲပေါ့လေ။ပထမဆုံးဒီညကံမဲ့ Champions League ကတော့ဒီနေ့ညတကောင်ရန်တနအီခွဲ AM အချိန်မှာတော့ Real Madrid ကို Emirates မှာအခန့်ကစားမှာပါ။နောက်တပွဲကတော့ဒါ Brentford ပေါ့လေသူကတော့ April 12ရက်နေ့ကြာရင်တော့ည7:00နာရီ PM အချိန်မှာဒါ Arsenal တို့ကတော့အက်ခံပြီးတော့ ကိုအင်ကွင်းမှာကစားမှာပေါ့လေပထမကြော့မှာတော့အဝေးကွင်းမှာ1-3နဲ့အာဆင်နယ်ကနိုင်ထားတယ်ဒုတိယကြော့ရီယယ်မက်ဒစ်ကိုတော့ဧပြီလ18ရက်နေ့ဒါညတကောင်ရန်တနအိကွဲ AM ချိန်မှာဘာနီဗျူးမှာသွားကစားမှာပါဒါကတော့အာဆင်နယ်အတွက်ဆိုတော့အဝေးကွင်းပေါ့လေအဲ့တော့နောက်တစ်နောက်တစ်ပွဲကကြတော့ဒါ20ရက်နေ့ကြိုင်တော့ဒါအစ်ဆွတ်တောင်းတော့ကျွန်တော်တို့ကန်ရမယ်ဗျ ဲ့ဒါကတော့ည9နာရီခွဲစောတယ်ပြောလို့ရတယ်အိတ်ပွဲကတော့ပထမကြော့မှာတော့ကျွန်တော်တို့ဒီ1စီးနဲ့အင်ကွင်းမှာနိုင်ထားခဲ့ရယ်ဒါကတော့ isit တောင်းရဲ့အင်ကွင်းမှာသွားကန်မဲ့အဝေးကွင်းပွဲစဉ်ပေါ့လေချန်ပီယံလိပြီးရင်ဒီပွဲစဉ်ကလည်းအဝေးကွင်းနှစ်ပွဲဆက်ကန်တဲ့ပွဲစဉ်ပေါ့ဒီအေပရာထဲမှာနောက်ဆုံးပွဲကတော့ Crystal Palace နဲ့24ရက်နေ့မှာကန်မဲ့ပွဲသူကတော့ချန်ပီယံလိလိုပဲည9နာရီခွဲအရင်ချိန်မှာကန်မှာ တခေါင်ရည်ကြီးမှကမ်းပါအဲ့ဆိုတော့ပထမကြော့တော့ကျွန်တော်တို့ဒီအဝေးခွင့်မှာတကူငါးဝန်းနဲ့နိုင်ထားတယ်အခုကတော့ crystal bay လို့ကိုယ့်အိမ်ခွင့်မှာ it can be ကစားမှာပါအစုံလေးကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ